ပခောက်ခုခရိုင်မြိုင်မြို့နယ်ကကြေးရွာတချို့မှာကိုတူကိုထသွဲတန်းထားတဲ့လျှက်စစ်တပ်ကြိုးတွေဖျက်တောက်ခူးယူတာခံခဲ့ရပါတယ်။ဦးမြင့်နိုင်ကသတင်းပေးပို့ထားပါရဲ့ရှင်။ပခောက်ခုခရိုင်မြိုင်မြို့နယ်တနက်ပင်ကုန်းကြေးရွာအုပ်စုကကြေးရွာနယ်ရွာမှာကိုတူကိုထသွဲတန်းထားတဲ့လျှက်စစ်တပ်ကြိုးတွေကိုဒီဇင်ဘာလ28ရက်နေ့ကအခိုးခံခဲ့ရပါတယ်။ဒါအပြင်ရပိုင်လောက်သာခြားပြီးဂွေးပင်လယ်ကြေးရွာအုပ်စုကကြေးရွာနယ်ရွာမှာထပ်မံအခိုးခံခဲ့ရတယ်လို့သိရပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ပထမဆုံးအခုခံရတာကတော့28ရက်72လပိုင်းကကျွန်တော်မိဘများရွာဖြစ်ပါတယ်တနက်ပင်ကုန်းအုပ်စုကဒီတနက်ပင်ကုန်းရွာเจ้าနဲ့ရင်းမချင်းရွာเจ้าတို့ဖြစ်ပါတယ်နောက်ဒုတိယကြိမ်10ရက်ပဲกว่าတယ်ဗျာဘယ်တော့မှမกว่าဘူးအဲ့ဒါကတော့ဒီခွေးပင်လယ်အုပ်စုခေါင်းကြီးရွာနဲ့ဒီကျွန်တော်တို့ဒေဂျွန်ကြီးရွာတွေမှာနှစ်နေရာခိုးခံရတယ်အားလုံးပေါင်း၄နေရာရှိသွားပြီ အဲ့ဒီ၁၀ရက်ကြာပြီးလူခဏခဏဖြစ်နေတဲ့အတွက်ကျွန်တော်တို့အနေနဲ့ကတော့စိုးရိမ်ပြူပန်မိတယ်အခုလိုအခိုးခံရတဲ့နေရာလေးနေရာလုံးကသွေတန်းထားတဲ့လျှက်စစ်တကြိုးတွေကကြီးကြိုးတွေဖြစ်ပြီးကြေးရွာတရွာကို၅သိန်းဖို့ထက်မနဲ့ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်အခုလိုဖြတ်တော့အခိုးခံလိုက်ရတဲ့လျှက်စစ်မိကြိုးတွေနဲ့ပတ်သက်ပြီးတဲကျွန်းကြေးရွာမှာတော့မီတာ၃ဆွဲသူတဦးကို9000လောက်ကုန်ကြပြီးအစားထိုးပြန်လည်တက်ဆိုင်ရမှာပါဟွန်းဖုန်ရတလာဝဲ2019ပေါ့ညမှာ ညဆိုကျွန်တော်တို့ကရိုးရိုးတန်းတန်းထင်းတာပေါ့မိပြက်တယ်လို့ထင်းတာလုံးတိုင်းလောက်မှာမိပြက်တော့တော့မိပြက်လို့ပဲထင်းတာမနေ့လင်းတော့ကျတော့ဟိုမှာကိုရွက်ဖက်ရွာမှာမိလာနေတယ်မိမလာဘူးဆိုပြီးတော့တွားကြည့်တဲ့ကံမှာတွေ့တာပြီးတော့ကျတော့ဒီတရားစီရောဘာရောခေါ်ပြီးတော့ပြဟိုမြိုင်မှာအကုန်လုံးကျွန်တော်တို့အမတ်တရားခေါ်ပြီးတော့တရင်ပို့တော့ပေါ့ပို့ပြီးတော့မှလဲစကလာပြီးတော့တွက်ချက်တော့ငါးရင်းခွဲလောက်တံပိုးပါသွားတော့ကြီးကျိုးရတံပိုး ဘာတခွက်လောက်ရှိဘူးအဲ့တော့ကျွန်တော်တို့မိသားကြီးကယူထားတာရှင်းလုံးနဲ့ရှိတာရှင်းလုံးနဲ့ရှိတော့တူကို9000လောက်ရမှာဘလို့စင်မှာဒီပေါ်မှာတပ်တပ်ဆင်ွေရခဲရင်နေပေါ့ကုလိုခိုးခံနေရတာကြေးဝါတွေပါတယ်မဟုတ်တာကြောင့်မြိုင်နယ်တွင်းကိုထူကိုထမီလင်းကြေးဝါတွေအနေနဲ့ကိုမီလိုင်းကိုသတိထားကြဖို့မြိုင်မျိုးနယ်လွတ်တော်ကိုယ်စားလှယ်တွေကတိုက်တွန်းထားပါတယ်ဒီလျက်စစ်တကြိုးတွေခိုးယူမှုနဲ့ပတ်သက်ပြီးမြိုင်မျိုးနယ်ရဲစခန်းမှာပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုံမှန် 6-1နဲ့အမှုဖွင့်ထားပြီးခိုးယူသူတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ